အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုလေးပြုလုပ်ပေးရတဲ့အကြောင်းရင်းလေးရကြတော့ကျွန်တော်ပြီးခဲ့တဲ့26ရက်နေ့တုန်းကကျွန်တော်တင်လိုက်တဲ့ဒီ post လေးပေါ့နော်ဒီ post လေးမှာကျွန်တော်တင်ထားတဲ့ပို့ရဲ့အောက်မှာမှာတော်တော်များများကကျွန်တော်ကိုဒီဖန်တီးထားတဲ့ဥစ္စာရဲ့ UI design လေးတွေမိုက်တယ်ပြီးရင်အတုံးဝင်တယ်နောက်တချို့ကြတော့လည်းကျွန်တော်တို့ဒီ comment တွေမှာလည်းကုတ်တွေတောင်းထားတယ်ပေါ့နော်ကုတ်တွေတောင်းထားခဲ့တယ်ဆိုတော့ကျွန်တော်အနေနဲ့ကကြာတော့အပွင့်လေးဆုံးပြောရမယ်ဆိုရင်ကျွန်တော်က developer လည်းမဟုတ်ပါဘူး အာဒီ web developer လည်းမဟုတ်ဘူးပေါ့နော်ကျွန်တော် AI အားကိုးနဲ့လုပ်ထားတာတွေဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီ Yahoo မိတ်ဆွေတို့ကုတ်တော့ကျွန်တော်မပေးပါဘူးပေးလည်းမပေးတတ်ပါဘူးပေါ့နော်ဒီတိုင်းကူးပြီးတော့ပေးမယ်ဆိုလဲဘာမှထူးမှာမဟုတ်ဘူးဒီတော့ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်ဖြစ်ခဲ့လဲ idea ဘယ်လိုရှိခဲ့လဲဆိုတဲ့အရာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ကလက်ရှိမှာဒါလေးကိုလုပ်ထားတာကတော့အကျန်းထည့်လေးပေါ့နော်ကျွန်တော်ကိုယ်တိုင်လဲဒါ လိုအပ်မှာပဲတုံးတယ်မလိုအပ်တည်ရင်တော့ကျွန်တော်မတုံးဘူးမတုံးတဲ့အတွက်ကြောင့် data တွေ save တဲ့နေရာမှာသူကလက်တလောဒီ web browser ကြီးကိုဖွင့်တာတည်းရတော့ data တွေ save တာတွေပြန်ပြီးတော့ဖြတ်တာတွေ update လုပ်တာတွေအကုန်လုံးကအလုပ်လုပ်နေတယ်ဒါပေမဲ့ browser ကိုပိတ်လိုက်တဲ့ခါကျရင်တော့ဒါပျောက်သွားတယ်ပေါ့နော်ကျွန်တော်ဒီတခါတည်း save ပြီးတော့မှတ်ပေးထားတဲ့ပုံစံမျိုးမလုပ်ရသေးပါဘူးဒီတော့ဒါလေးကိုကျွန်တော်ဗာနဲ့လုတ်ခဲ့လေဆိုတာလေးကိုမိတ်ဆွေတို့ sharing လုပ်ပေးပါမယ် ဟုတ်ပါတယ်ဒါဝါကျတော့ကျွန်တော် Gemini ကနေပြီးတော့ကျွန်တော် Gemini 2.5 Pro ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီ canvas လေးကိုရွေးတယ်ပေါ့နော် canvas လေးကိုရွေးပြီးတော့မြန်မာလိုပဲရေးပြီးတော့ခိုင်းထားတာပဲဖြစ်ပါတယ်ဒါကျွန်တော်ဒီရာကိုဆက်ဆအောင်ဆုံးတုံးခဲ့တဲ့ချိန်တော့ကျွန်တော်လိုချင်တဲ့ဒီပုံစံလေးကိုရေးပြီးတော့ကျွန်တော်ခိုင်းခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာကျွန်တော် canvas ကိုကျွန်တော်ရွေးတယ်ရွေးပြီးတဲ့ချိန်မှာကျွန်တော် Binance P2P မှာ USDT ဝယ်တော့စီရောင်းတော့စီအမြတ်ငွေအာမိမိအရင်ငွေ ် MNK နဲ့ဖန်တီးပေးပါဆိုပြီးတော့ကျွန်တော်ခိုင်းလိုက်တဲ့အချိန်မှာ AI ကနေပြီးတော့သူ auto generate လုပ်ပေးပြီးတော့ကျွန်တော်ကို calculator လေးတစ်ခုဖန်တီးပေးတယ်ပေါ့နော်ပထမတော့ဒီထွက်လာတဲ့ UI design ပုံစံမျိုးတွေမဟုတ်ပါဘူးဒီလိုမျိုးပြပြဆုံဆုံလည်းမဟုတ်ပါဘူးအကျန်းထည်တစ်ခုထွက်လာတယ်ပေါ့နော်အဲ့ဒါလေးကိုမြင်တာရအောင်လို့ကျွန်တော်တစ်ခုချင်းစီကျွန်တော်ပြန်ပြီးတော့မိတ်ဆွေတို့ clip နှိပ်ပြပါမယ်ဒီဒီရလေးတွေကိုကျွန်တော် clip နှိပ်ပြမယ်ပေါ့နော်ဒါကကြတော့လက်တလုံးမှာဒီရမနှိပ်ပြခင်မှာဒါနှိပ်လိုက်လို့ဆိုရင်ကျွန်တော်ဒီမှာပြောင်းသွားမယ်ပေါ့နော်ပြောင်းသွားမယ်ဆိုတော့ အာဒီဟာမနေ့ခင်မှာဒါလေးကိုကျွန်တော်လက်ရှိသဘောကျနေတဲ့ဒီအပိုင်းလေးကိုမှကျွန်တော်မိတ်ဆွေတို့ sharing လုပ်ပြပါမယ်။ဒါဥပမာကျွန်တော်မှရှိနေတဲ့ USDT လက်ကျန်250ပဲထားပါတော့။အဲ250ကိုမှလက်ရှိဒီ250ကိုမှကျွန်တော်ကပြန်မြဈေးနဲ့ကြည့်မယ်ဆိုရင်တော့ဒါပြန်မြဝယ်ဈေးကတလောက်ဝန်းကျင်ဆိုတာတော့တူတဲကိုပေါင်းပြီးတော့ပေါ်ပြပေးတာပဲဖြစ်ပါတယ်။အဲ့ဒါကလည်း AI ကလုတ်သွားပြီးတာပေါ့နော်။ပြီးတော့လက်ကျန်ဒါလက်ရှိ ဒေါ်လာ150ဆိုရင်ဒီဈေးနဲ့ဆိုရင်စုစုပေါင်းဒါကျွန်တော်မှမြန်မာဝင်70ညောရှိတယ်ဆိုတဲ့ပမာဏကိုတခါတည်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ကိုကဒီຢာတွေကိုမှမကြိုက်ဘူးမတန်းလေးတွေဘာတွေကိုဖျက်ချင်တယ်ဆိုလဲဖျက်လို့ရတယ်ဗောနော်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကဘယ်နှစ်ရက်နေမှာကျွန်တော်ဘလောက်ဝယ်လဲဆိုတာကိုဒီမှာအမျိုးအစားမှာဗောနော်ဝယ်ပြီဆိုတဲ့ဥစ္စာကိုနှိပ်လိုက်တာနဲ့တည်းဝယ်တဲ့ဥစ္စာထဲမှာရောင်းပြီး ပြီးတော့ USDT ကိုကျွန်တော်တို့ကတခါတလေကြာရင်တီးတန့်အလို့ဝယ်ထည့်တာမျိုးတွေရှိမယ်သူများစီကလက်ခံတာမျိုးတွေရှိမယ်ဝယ်တာရောင်းတာ B2B မှာဝယ်တာရောင်းတာမျိုးမဟုတ်ဘဲနဲ့အလို့အလို့ဝယ်ထည့်တာအာအလို့ပြန်ထုတ်တာမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုပါမှတ်ရအောင်ဆိုပြီးတော့ကျွန်တော်ကဒီလိုလေးတွေထည့်ထားတာပေါ့နော် manual ထည့်လို့ရတယ်ပေါ့ဆိုလိုတာကဒီတော့အဲ့ဒီမှာကျွန်တော်တို့ကဒီငွေပေးချေတာကြတော့လေကျွန်တော်ကဒီမြန်မာဘဏ်မှာ KB နဲ့ WIB နဲ့နှမျိုးပဲတုံးတာဆိုတော့ဒီနှမျိုးပဲယူတာ ဆိုပါစို့ကျွန်တော်ကဒီမှာဝယ်မီဆိုတဲ့ဥစ္စာမှာအခုကျွန်တော် USDT ဆိုပါစို့ဒေါ်လာ200ပေါ့အဲ့ဒီဒေါ်လာ200ကိုလက်ရှိကျွန်တော်ဝယ်တဲ့ဈေးကအဲ4150ပဲထားဗျာ4150ဆိုရင် KP နဲ့လားဝိပေးနဲ့လားပေါ့အကယ်၍ဝိပေးဆိုရင်ဝိပေးရွေးပြီးတော့ကျွန်တော်ကမှတန်းတင်မီလို့နှိပ်လိုက်တာနဲ့တင်သူကဒီနေရာမှာစရင်ဝင်သွားပဲစရင်ဝင်သွားပြီဆိုတော့ဒါဆိုရင်စုစုပေါင်း ဘလောက်ဈေးလဲဘလောက်ဝယ်စုစုပေါင်းမြန်မာငွေဘလောက်ပေးချေလိုက်ရလဲအမောက်တခါတဲ့တန်းတွက်ပေးတယ်ပေါ့နော်ဒါဆိုရင်ရက်စွဲလေးနဲ့တခါတဲ့သူကတန်းတွက်ပေးသွားတဲ့စနစ်မျိုးဖြစ်ပါတယ်ဒါမှဖြတ်ချင်တယ်ဆိုလဲဖြတ်လို့ရတယ်အတစ်လုတ်ချင်တယ်ဆိုလဲတစ်ခုချင်းစီကိုကျွန်တော်တို့ကပြန်ပြီးတော့အတစ်ပြန်လုတ်လို့ရဒါမှပြင်တော့ဘူးပေါ့ဒီပုံစံမျိုးလေးဖြစ်ပါဒါဆိုရင်သူကဒီမှာထဲလိုက်တာနဲ့တင်ဝယ်လိုက်တာနဲ့တင်တူတဲကလည်းဒီမှာတခါတဲ့တန်းတက်သွားတယ်အဲ့တော့ပြန်မြစီကဘလောက်ဝန်းကျင်ပေါ့ဆိုပါစို့ကျွန်တော်တို့လက်ရှိ P2P မှာကျွန်တော်ကနေပြီးတော့ အာဒီကျွန်တော်ရဲ့ဒေါ်လာကိုကျွန်တော်ပြန်ရောင်းမယ်ဆိုရင်ဒါလက်ရှိပေါက်ဈေးကိုကျွန်တော်ကထည့်လိုက်မယ်ပေါ့ဗျာ4000နဲ့4000နဲ့200ကျွန်တော်ကထည့်လိုက်မယ်ဆိုရင်ကဲ၍အဲ့ဒီဈေးနဲ့ဆိုရင်ကျွန်တော်ပြန်ရောင်းတဲ့ခါကျရင်ဒါအရှုံးတစ်ခါတည်းသူကပြရတယ်ရှုံးတပေါင်းကျော်ပြရတယ်ပေါ့နော်အဲ့တော့ကဲ၍4300နဲ့ငါထည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်ကလက်ရှိကျွန်တော် ဒေါ်လာအလုံးကိုရောင်းခဲမယ်ဆိုရင်ဒါကျွန်တော်မျက်မဲ့အမျက်ငွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အမျက်အရှုံးကိုတခါတည်း average လုပ်ပြီးတော့သူကပြပေးတာပဲဖြစ်ပါတယ်ဒါကဈေးနှုန်းဒီပေါက်ဈေးရဲ့လက်ရှိရောင်းဈေးဝယ်ဈေးရဲ့ဈေးနှုန်းရိုက်ထည့်လိုက်တာနဲ့တင်ကိုဘလောက်ရှုံလဲဘလောက်မြက်လဲဆိုတာတော့တန်ပြပေးတယ်ပေါ့နော်အဲ့ဒီ future လေးကျွန်တော်ထည့်လာတယ်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါကဝယ်တယ်ရောင်းတယ်ဆိုလေအဲ့ဒီတိုင်းပဲဥပမာဆိုပါဆိုကျွန်တော်ကအဲဒေါ်လာ100 150ကို ဒီ4000နဲ့100နဲ့ရောင်းလိုက်တယ်ဗျာ4000 100နဲ့ကျွန်တော်ရောင်းလိုက်တယ်ဝိပေးနဲ့ရောင်းလိုက်တယ် KP နဲ့ပေါ့အဲဟိုမှာ KP နဲ့ရောင်းလိုက်မယ်ဒါကျွန်တော်ရောင်းလိုက်တဲ့အတွက်ကြောင့်ဒီမှာတို့ကအနီရောင်လေးနဲ့အမတ်ဒါတို့ကပြပြတဲ့ခါကျတော့အဲ့ဒါကျွန်တော်ရောင်းလိုက်တဲ့ချိန်မှာဒါအခုလက်ရှိကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကနေပြီးတော့ကျွန်တော်ကဒေါ်လာ100လေး150ဒေါ်လာလေးပဲကျွန်တော်ကထုတ်ပြီးတော့ရောင်းတယ်ဒီမှာကျွန်တော်ရဲ့မှတ်တမ်းမှာဆိုရင်ကျွန်တော်ရှုံးသွားပြီဒီလိုတစ်ခါလဲတို့ကတွက်ပြပဲ ဒီအရှုံးအမြက်ကိုသူကဟိုနေပေါ့ခြုံငုံပြီးတော့တုံးတက်ပေးတာတာပေါ့နော်ဒီပုံစံမျိုးလေးဖြစ်ပါတယ်အဲ့တော့ဒီဥစ္စာက Binance P2P လည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးအဓိကကကျွန်တော်ရဲ့မှတ်တမ်းအတော့ကိုဒီတက်ဒီအိစဲလေးဘာတွေနဲ့မှတ်တာမျိုးတွေမလုပ်တော့ဘဲနဲ့ဒီလို software tools လေး web tool လေးဖန်တီးပြီးတော့မဆုလုပ်တဲ့တဘောမျိုးပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တဲ့အခါကျတော့ကျွန်တော်ကနေပြီးတော့ဒီမှာအယောင်ဘလောက်ဒီဘလောက် ို့မှရှိတဲ့ဥစ္စာက data ဘလောက်လဲဘလောက်ရောင်းရင်ဘလောက်မြတ်မလဲရှုံးမလဲဒီလက်ရှိပေါက်ဈေးကိုရိုက်ထည့်လိုက်တာနဲ့တင်တခါတည်းတန်တိသွားတာဒါဆိုရင်တခါတခါတလေကြာရင်ကျွန်တော်တို့ကခရစ်တိုတွေဝယ်စုနေတဲ့တူမျိုးတွေဆိုရင်အများနဲ့ကြာလို့ဆိုရင်ကျွန်တော်တို့ကမမမိတော့ဘယ်နေရာဘလောက်စုထားလဲဘယ်နေရာဘလောက်စုထားလဲလက်ရှိပေါက်ဈေးနေဆိုရင်ကျွန်တော်တို့ကပြန်ရောင်းရင်မြတ်မလားရှုံးမလားတွက်ရတာနည်းနည်းတိုင်ပတ်တဲ့အနေအထားမျိုးတွေရှိနိုင်တယ်ကွာအဲအဲ့လိုမျိုးဆိုတော့ဒီလိုမျိုးလေးလောက်ထားလိုက်တဲ့အခါကျတော့ကျွန်တော်တို့က tools လေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ ရောင်စည်းဝယ်စည်းရဲ့ရှိရှိပေါ့အဲကိုယ်မှာရှိရှိတမျဘုန်းနေပေါ့နော်ဒီခရစ်တိုတွေရဲ့အမောက်အားလုံးကိုသူက every bar သူကတွက်ပေးတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာပြန်များဝယ်စည်းတိထားဒီကိုယ်မှာပိုင်ဆိုင်မှုတွေအားလုံးကပြန်များဝယ်စည်းရတလောက်ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ကဒီထက်ရော့သွားတဲ့တန်ဖိုးနဲ့ဆိုရင်ဥပမာ4000နဲ့200ပေါ့4000အာ4000နဲ့200ဆိုရင်ကျွန်တော်တို့ကရှုံးနေတယ်အဲ့ဒါ8000ကျော်ရှုံးနေတယ် တကယ်၍4280ဆိုရင်ရောဒါဆိုရင်စပြီးတော့မြက်လာပြီဒီတဘောတရားလေးပေါ့เนาะအဲ့တော့ကျွန်တော်ကနေပြီးတော့ဒါလေးကို app လေးလောက်ထားတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်အဲ့ဒီမှာမှကျွန်တော်ကဒီမှာရောင်းမိဆိုတဲ့ဥစ္စာမှာ USDT ထပ်ထည့်မယ်ပေါ့ထပ်ထည့်မယ်ဆိုတာကျွန်တော်ဒီ P2P ရဝယ်တာမျိုးမဟုတ်ဘဲနဲ့အားတာပေါ့ကျွန်တော်ရဲ့ဒီ service တွေကနေပြီးတော့ပေါ့အခုကျွန်တော်မှဒီ AI account တွေလာဝယ်တယ်စသဖြင့်ပေါ့เนาะ internet တွေလာ join တယ်အဲ USDT နဲ့တင်တန်း join တယ်ပေါ့စသဖြင့်ပေါ့အဲ့လိုမျိုးဆိုရင်ကျွန်တော်ကဒီမှာ USDT ထပ်တွင်းမယ်ဆိုတာထပ်တွင်းပြီးတော့ဒီနေရာမှာကျွန်တော်ကနေပြီးတော့အခုကျွန်တော်မှလာ join တာဒေါ်လာ20ပဲထားလိုက်ဗျာဒေါ်လာ20ဆိုရင်လက်ရှိပေါက်ဈေးကိုကိုကချိန်ဆလိုက်တယ်လက်ရှိကာလာပေါက်ဈေးကဘယ်လောက်ရှိလဲ4150ဆိုရင်မတန်းတင်ပြီလို့ထည့်လိုက်တာ ਨੇ ဒီမှာဟိုဟာ crypto ရဲ့အမောက်ကတိုးသွားပြီဒီနေရာမှာလည်းသူကအမောက်ကဒါထည့်တွင်တဲ့ဥစ္စာဆိုတာတီးတန့်ခွဲခြားပြီးတော့ကြည့်လို့ရပါတယ်ဗောနော်အဲ့ဒီတဲမှာမှအဲကျွန်တော်အကြောင်းကိစ္စတစ်ခုခုရှိလို့ P2P မှာရောင်းတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်ဒီ online ကနေကျွန်တော် product တခုကျွန်တော်ဝယ်တယ်စသဖြင့်ပေါ့အဲ့လိုဝယ်ယူတဲ့အချိန်မှာကျွန်တော်အဲ့ဒီမှာ USDT ကိုပြန်ထုတ်ရတော့မယ်ကျွန်တော်ဘလောက်ဝယ်မလဲ USDT 150ကျွန်တော်ဝယ်မယ်မှတ်တမ်းတင်မယ်ဆိုတာနဲ့ဒါ150อ่ะအထွက်ပြသွားတယ်เนาะအဲဒီပုံစံမျိုးလေးဒါဆိုရင်ကျွန်တော်တို့ကဒီ tools လေးကိုဖန်တီးပြီးတော့အတုံးချလို့ရမယ်ဆိုတဲ့အရာလေးကိုမိတ်ဆွေတို့နားလည်သွားမှာပဲဖြစ်ပါ Personally ဖန်တီးပြီးတော့ဟိုအားလိုမျိုး ုံးဆွဲလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီထဲမှာမှကျွန်တော်ကနောက်ဆက်မျက်နှာတစ်ခုဆိုပြီးတော့ဒီနေရာမှာထိုင်းမြန်မာငွေလွဲဆိုတဲ့ဥစ္စာလေးပါထည့်တာကျွန်တော်မှအခက်အခဲတစ်ခုရှိတာကကျွန်တော်ကဒီအဲ့ဒီငွေဈေးတွေဘာတွေကျွန်တော်တွက်ချက်တဲ့နေရာမှာကျွန်တော်အရန်တိုက်ပတ်တယ်အစားကားဆိုရင်ကျွန်တော်အိမ်ဈေးနဲ့လှုပ်ထားတယ်တကယ်ချင်းနေကျွန်တော်မေးတယ်စားတာမြောက်တာဘာညာအကုန်လုံးပေါ့နော်ဒါပေမဲ့ကိုကဒီလှုပ်လှုပ်စားနေတဲ့သူလည်းမဟုတ်တဲ့အခါကျတော့တကယ်တိုင်ပတ်ပါတယ်တကယ်ဘူးမတိုင်ပတ်တယ်အဲ့တော့ကျွန်တော်ကနေပြီးတော့ဒီကယ်ကူလေတာလေးကျွန်တော်လှုပ်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် တသိန်းရဲ့တသိန်းရဲ့လက်ရှိပေါက်ဈေးကဘယ်လောက်ရှိလဲပေါ့ကြက်ပေးဘက်ယူပေါ့ဆိုပါစို့ဒီနေ့ဆိုရင်ကျွန်တော်လဲတာ980ပေါ့980ရှိတယ်ဆိုတော့မြန်မာငွေအာဘန်းငွေတစ်ဘက်ကိုမြန်မာငွေ129ဒသမ88ကျပ်ဆိုတာကိုတန်းတိပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ကဒီနေ့ဆိုရင်ကျွန်တော်အဲစုစုပေါင်း1900အတသိန်း900ပေါ့နော်တသိန်း900ကျပ်ကိုကျွန်တော်ကလဲလိုက်တော့ကျွန်တော်ဘန်းငွေရရှိတာတလောက်ဖြစ်ပါတယ် အဲ့တော့ဒါလေးရလဲကျွန်တော်တို့ဒီကျွန်တော်တို့လိုမျိုးတင်ချအားနေတဲ့သူကကူလေးတာအာမတုံးချင်တော့တဲ့သူတွေအနေနဲ့ဆိုရင်တော့ဒီဒီနီလန်းလေးနဲ့ပေါ့နော်အဲ့လိုလေးအလွယ်တကူဖန်တီးထားလို့ရပါဒီမှာကြက်ပေးဘတ်ယူဆိုလဲအတူတူပဲဘတ်ပေးကြက်ယူဆိုလဲအတူတူပဲပေါ့နော်ကျွန်တော်တို့ကြိုက်တယ်လို့ပြန်ပြီးတော့ဟာဖြစ်လို့ရပါတယ်ဈေးနှုန်းပြောင်းလဲပြီးတော့အဲ့တော့ကျွန်တော်ဒီ UI နောက်ဆုံးဒီ UI ပုံအာမဖြစ်လာခင်အထိကိုကျွန်တော်ဘယ်လိုအစင်းစင်းလုပ်ခဲ့ရလဲဆိုတာကိုမိတ်ဆွေတို့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားပြီးပါ တော့ကျွန်တော်ကနေပြီးတော့မြန်မာလူမျိုးတိလူမျိုးထည့်လိုက်တယ်ပေါ့ထည့်လိုက်တဲ့အချိန်မှာ AI ကနေပြီးတော့လှုပ်ပြီးအဲ့အချိန်မှာသူကပထမဆုံးကျွန်တော်ကိုပေါ်ပေးတာကဒီဥစ္စာကျွန်တော်အခုနှိပ်ပြမယ်နော်ဒီ UI ပုံပြောင်းသွားလိမ့်မယ်အာကျွန်တော်အခုဒီမှာနှိပ်ပြတဲ့ဥစ္စာမှာသူကမပြောင်းသွားဘူးပေါ့နော်မပြောင်းသွားဘူးဆိုတော့ရပါတယ်ကျွန်တော်ဒီ UI လေးပဲရှင်းပြလိုက်မယ်အဲ့တော့ကျွန်တော်ကသူများတိလူမျိုးကျွန်တော်အင်္ဂလိပ်စာလဲအများကြီးရတဲ့သူမဟုတ်တဲ့ခါကြတော့ကျွန်တော်မြန်မာလူပဲ ိုလိုချင်တဲ့ဥစ္စာလေးကိုရေးတယ်ပြီးတော့ကမ်ပတ်လေးကနေခိုင်းလိုက်တယ်ပေါ့နော် ခိုင်းလိုက်တဲ့အချိန်မှာသူကကျွန်တော်ကိုဒီပုံစံမျိုးလေးပြောပြီးတော့ပထမဆုံးသူအမှတစ်ခုလှုပ်ပေးလိုက်တယ်လှုပ်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီမှာဒီအာ USDT ကိုမှ1ဝယ်စီရောင်းစီအဲ့လိုလေးလှုပ်ပေးပါဆိုပြီးတော့ထပ်ခိုင်းလိုက်တယ်ထပ်ခိုင်းလိုက်တဲ့အချိန်မှာသူအနေနဲ့ကျွန်တော်ကိုအမှ January ထပ်လှုပ်ပေးပြီးတော့ထပ်ပြီးပြင်ပေးလိုက်တယ်ပြင်ပေးလိုက်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ဒီဒါသူပြင်ပေးလိုက်တဲ့ဥစ္စာပေါ့နော် အဲဒီအောက်ကဥစ္စာကြတော့ဒီ show thinking ဒီဥစ္စာကြတော့ကျွန်တော်ကဘာလုံးလိုက်လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့ဒီဘက်ညာဘက်တောက်အောက်ဘက်မှာလေ Gemini ရဲ့ future ကိုကျွန်တော်တို့ကဒီထထဲ့ခိုင်းတဲ့တဘောမျိုးပေါ့သူ့ကိုနှိပ်လိုက်လို့စရင် AI ကကျွန်တော်တို့ဒီကိုရေးပြီးတော့ခိုင်းတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ AI ကသူ့ဟာနဲ့သူလိုအပ်တာတွေထထဲ့ပြီးပြီးတော့ AI future တွေဘာတွေပါရှောက်ပြီးတော့ထည့်တယ်ပေါ့နော်အဲ့မှာကျွန်တော် AI future တွေဘာတွေပါလာတယ်ဒါပေမဲ့အဲ့မှာကျွန်တော် အာအဲ့ဒီ future ကိုမကြိုက်လို့ကျွန်တော်ဒါလေးကိုထပ်ပြီးတော့ရေးလိုက်တယ်ပေါ့နော်မိမိဝယ်တော့ USDT အရေးတွန်တဲ့ဝယ်ဈေးငွေပြီးရင်လက်ရှိရှိနေတော့ထိလိုက်တဲ့အချိန်မှာပေါ့ကျွန်တော်ဒီမှာစာလေးမာတာနော်ထိလိုက်တဲ့အချိန်မှာဝယ်ရင် မြက်တလားရှုံတလားပြီးရင်ရောင်းရင်မြက်တလားရှုံတလားဆိုတာကိုပြတဲ့စနစ်လိုချင်တယ်လို့ပြီးတော့ဒီမိမိဝယ်ယူထားတဲ့ဈေးနှုန်းအမျက်နဲ့တကွာဒီ trade style ပြပြပါဆိုပြီးတော့ဟိုကျွန်တော်တို့ trade လုတ်တဲ့ပုံစံ style လေးကိုသူတောင်းလိုက်တဲ့အချိန်မှာသူကကျွန်တော်ကိုအမှလိုအပ်တာတွေကိုထပ်ပြီးတော့ဖြည့်ပေးတယ်ဖြည့်ပေးပြီးတဲ့အချိန်မှာအမှနောက်ကျွန်တော်ဒီ AI2 လေးကိုရှည်ပြီးတော့ထပ်နှိပ်လိုက်တော့အမှသူက AI future တွေထပ်ထည့်ပေးတယ်ပေါ့နော်အာကျွန်တော်ကမကြိုက်လို့အဲ့ဒီ AI future တွေကိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ထုတ်လိုက်တယ်မယူတော့ဘဲနဲ့လေအဲ့ဒီမှာမှနောက်ကျွန်တော်ကနေပြီးတော့ဒီသူလုတ်ပေးလာတဲ့ reset တွေကနေပြီးတော့ကျွန်တော်မကြိုက်တဲ့ခါတွေလိုအပ်တဲ့ခါတွေကိုကျွန်တော်ကအမှထပ်ပြီးတော့ထည့်တယ် ဒီမှာဝယ်ယူစင်ပါလို့ KP ဝေပေဘန်အမျိုးအစားရွေးနိုင်ရွေးနိုင်အောင်နဲ့ဘန်တစ်ခုချင်းရဲ့ငွေအဝင်အထွက်စုစုပေါင်းကိုပြပေးပါဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးပြောလိုက်တဲ့အခါကျတော့ကျွန်တော်တို့အခုထည့်လိုက်လို့ဆိုရင်ဘန်တစ်ခုချင်းစီကနေပြီးတော့ငွေအမောက်ဘလောက်ရှိလဲဆိုတာကိုဒီမှာပြပေးတယ်။အဲအဲ့ဒီပုံစံမျိုးလေးပေါ့နော် KP ဝေပေဘာသူကပါလာတာငွေပေးချင်မှုမှာမတူထထည့်ပေးတယ်ပြီးတော့ကျွန်တော်ဒီမှာ ဒါကြီးကိုမတုံးချင်ဘူး data တွေကိုဖြတ်ပေးပါဆိုပြီးတော့သူထည့်ထားတဲ့ AI future ကြီးကိုပြန်ပြီးတော့ဖြတ်ခိုင်းတယ်အကုန်မြန်မာလိုပဲခိုင်းထားတာနော်အဲ့တော့ကိုကနာမည်လေးတွေဥပမာဒါကိုကျွန်တော်မကြိုက်ဘူးဒါကိုပြန်ပြီးပြင်ပေးပါဆိုရင်သူကပြန်ပြီးပြင်ပေးလိုက်မယ်ဒါလေးကို copy ကူးပြီးတော့ထည့်လိုက်ပါနော်အဲ့တဘောမျိုးပေါ့ပြီးတော့အမှရောင်းချမှုအတစ်ထည့်တွင်ရန်ထည့်ပေးပါဆိုပြီးတော့အဲ့ဒါဒီရောင်းချတဲ့အချိန်ကြာလို့ဆိုရင်ကျွန်တော်တို့ကဘယ်လောက်ရမလဲပါမလဲဆိုတော့အဲ့ဒါပြန်ပြီးတော့ထည့်ခိုင်းတော့အဲ့လိုမျိုးကြီးကျွန်တော်ကခိုင်းတာ နောက်ပြီးတော့အဲ့ဒီမှာ UI ကကိုယုတ်ကာယတွေဖြစ်နေကိုယုတ်ကာယတွေဖြစ်နေတဲ့အခါကျတော့ UI ကိုနေရာတကျချိန်ပေးပါဆိုတော့အမှသူကအာနေရာလေးကိုစီစဉ်ကြအောင်ပြန်ချိန်ပေးတယ်အဲ့ဒါလေးကျွန်တော်ကမကြိုက်သေးဘူးပေါ့နော်ကျွန်တော်ကဖတ်ပြီးတော့ပြင်ခိုင်းလိုက်ပါနောက်ဆုံး AI တုံးတဲ့ချက်များ data ကိုဖြတ်ပေးပါအမှ data တခုကြံနေသေးလို့အဲ့ဒီ data တခုကထပ်ဖြတ်လိုက်တယ် AI နဲ့ပတ်သက်ပြီးတော့လုံးဝမခိုင်းဘူးဗျာပြောရမယ်ဆိုရင်ဒီထဲမှာ software ထဲမှာ AI future မတုံးဘူးပေါ့ AI future တုံးမယ်ဆိုရင်တကယ်တကယ်ကျွန်တော်ဒီ software ထပ်ပြီးလုံးမယ်ပါမယ်ညာမယ်ဆိုရင်လည်း အာနောက်ဆုံးဒီဟာကိုကျွန်တော်ကဒီတုံးဆွဲဖို့အတွက်နောက်ဆုံး deploy လုပ်မယ်ဆိုရင်တော့မှသူကအဲ့ဒီ AI future ပါတဲ့အခါကျရင် API key တွေထည့်ရတာတွေပါတယ်ညာတွေနဲ့ဇရားရှုပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်က AI future မတုံးတော့တာဖြစ်ပါတယ်အဲ့ဒီမှာမှတူအားထပ်ပြီးတော့ကျွန်တော်တို့ပြင်ပြီးတယ်အဲ့မှာ UI စနစ်တကျထပ်ချင်းပြီးပါဆိုပြီးထပ်ချင်းခိုင်းလိုက်တယ်ချင်းခိုင်းလိုက်တဲ့ချိန်မှာနောက်ကျွန်တော်ဒီမှာဖိုင်းမြန်မာငွေလွှဲတွက်ဆက်ဘေးမှာ စာမျက်နှာတမျက်နှာပုံနဲ့ထည့်ပြီးပါဆိုပြီးတော့ စာမျက်နှာတမျက်နှာပုံနဲ့ထည့်ပေးပါဆိုပြီးတော့ဒါလေးကိုကျွန်တော်ထပ်ထည့်ခိုင်းတာအဲ့ဒီအတွက်ကကျွန်တော်ရှေ့မှာကျွန်တော်ဆွဲထားတဲ့ကုတ်ပေါ့နော်အဲ့ဒီကုတ်တစ်ခုရှိတယ်အဲ့ဒါလေးကိုကျွန်တော်ကဒီတူရဲ့ကုတ်တွေအကုန်လုံးဒီမှာပြန်ပြီးတော့လာထည့်လိုက်တာဒီမှာလာထည့်လိုက်တဲ့အကုန်လုံးပေါ့ဒီမှာကုတ်တွေအများကြီးပဲလာထည့်ပြီးတော့ကျွန်တော်ကသူ့ကိုခိုင်းလိုက်တဲ့ချိန်မှာသူကကျွန်တော်ကိုစာမျက်နှာတမျက်နှာနဲ့ထပ်ပြီးတော့အခုလိုမျိုးဒီအာဒီပုံစံမျိုးလေးထွက်လာပြီးတယ်ပေါ့နော်အာဒါကဒုတိယအချက်ပေါ့အဲ့ဒါသူကပြင်ပြီးွားတယ် အဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ထိုင်းမြန်မာငွေလွဲထဲကလိုဂိုဖြတ်ပေးပါငွေအမောက်အသေးစိတ်အသေးစိတ်ဖြတ်ပေးပြီးလို့စင်အာကျွန်တော်ငွေလွဲရန်ဆက်တွေ့စုံစမ်းလို့ပါကဖြတ်ပေးပြီးရင် UI UI ဒီဇိုင်းကိုငွေကြီးစတိုင်ပြောင်းပေးပါဆိုပြီးတော့အမှကျွန်တော်ကဒီစတိုင်ဒီဇိုင်းကိုပြောင်းခိုင်းလိုက်တယ်။ငါကကျွန်တော်ရဲ့ဒီထည့်လိုက်တဲ့ကုတ်ထဲမှာကကြာတော့သူ့ရဲ့ UI စတိုင်နဲ့သူကလာတယ်။အဲ့ဒီဟာတော့ကျွန်တော်ဒီမှာ logo တွေပါတယ်ငွေလွှဲရန်ဆက်တွေ့ရန်ဆိုတဲ့ဒီဟာကြီးတွေပါတယ်ဗောနော်အဲ့တော့အခုကကြတော့ကျွန်တော်ကဒီ logo တွေဒီစာတွေကိုမယူတော့ဘဲနဲ့ကျွန်တော်ကသူ့ကိုပြန်ပြီးတော့ဖြတ်ခိုင်းတဲ့အချိန်မှာသူကဖြတ်ပေးလိုက်တော့နောက်ဆုံး final ကဒီပုံစံမျိုးလေးထွက်လာပါတယ်အဲ့တော့ကျွန်တော်တို့ဒီ code ကို copy ကူပြီးတော့ထည့်ယူနေမပြီးဘူးပေါ့နော်အဲ့အဲ့ဒါကိုပြန်ပြီးတော့ကွာ modify ပြန်လုပ်ရမယ် AI ကိုနားလည်အောင်ပြန်ခိုင်းရမယ်အဲ့လိုမျိုးလေးတွေခိုင်းတဲ့အချိန်မှာသူကနောက်ဆုံးကျွန်တော်တို့ဒီပုံစံလေးဖြစ်ပြီးတယ်အမှဒီပြင်ပြီးွားတဲ့အချိန်မှာ ဖိုင်မြန်မာငွေလွဲ UI ကိုနောက်ခံလလလေးပြောင်းပြောင်းလဲပြီးပြောင်းပေးပါပြီးရင်အရှိကပီတူပီဂျာနယ်ကဲ့သို့ပေါ့ဒီမှာဆိုရင်ဒါအရှိစာမျက်နှာမှာကပီတူပီဂျာနယ်ဆိုပြီးတော့ပြောထားတယ်ပေါ့လားအဲ့တော့အဲ့ဒီပီတူပီဂျာနယ်ရဲ့စာမျက်နှာကဲ့သို့ဖိုင်မြန်မာငွေလွဲစာမျက်နှာကို UI ပြောင်းပေးပါဆိုပထမဒီ UI ကအဖြူရောင်ကြီးဖြစ်နေဟိုဘက်ကကုတ်ကအဖြူရောင်နောက်ခံကြီးနေဆိုတော့ဒီမှာလည်းအဖြူရောင်ကြီးဖြစ်အဲ့တော့မလောက်ဘူးဗျာမလာတော့အဲ့ဒါကို style ဒီဥစ္စာရဲ့ UI ဒီဇိုင်းပုံစံပြောင်းမိပါဆိုတော့အမှသူကပြောင်းမိလိုက်တော့ဒီ style ကြီးဖြစ်သွားပါတယ်။ဒါကတော့ကျွန်တော်ကသူ့ကိုထပ်ထည့်ခိုင်းတာဒီຢာတွေကတော့နည်းနည်း error ဖြစ်သွားတယ်ဥစ္စာလေးတော့အဆင်မပြေဘူးပေါ့နော်။အဆင်မပြေပဲနဲ့ပြီးတော့ကျွန်တော်ဒီဘက်အရှိပတ်ချမ်းမှာဒီဥစ္စာကိုပြန်လာတယ်ပြန်လာပြီးတော့ဒါကတော့ကျွန်တော်ခိုင်းတာပေါ့လက်ရှိပေါက်ဈေးတွေပါတယ်အမှနည်းနည်းကမောက်ကမဖြစ်တဲ့အခါကျတော့ငကူမူလအတိုင်းပဲကျွန်တော်ပြန်ယူလိုက်တယ် ပြီးရင်ကျွန်တော်ဒီမှာအဲဒီထဲမှာမှကျွန်တော်ရဲ့ဒီ USDT ကိုထပ်ပေါင်းထည့်ရင်ဆိုတဲ့ဥစ္စာလေးကိုထည့်ပေးပါဆိုတော့စွန်နာကဒီအောက်ဘက်မှာဆိုရင်ကျွန်တော်ဒီမျိုးစားထဲမှာမှဒီမှာ USDT ထည့်တွင်းရင်ဆိုတာလေးထပ်ပြီးတော့ပါလာတယ်ပေါ့နော်ပြီးတော့အဲ့ဒီအနောက်ကမလို့အပ်တဲ့ဥစ္စာတွေကျွန်တော်ပြန်ဖြတ်တယ်ပြီးရင်ဒီအရှိရဲ့ဒီ UI design ကိုပေါ့နော်ကာလာလေးပြောင်းပေးပါဆိုပြီးတော့ပြောတဲ့အချိန်မှာသူကကာလာလေးကိုပြောင်းပေးတယ် တကယ်တမ်းကျတော့ကျွန်တော်ကကာလာရောဘလူပုံစံယူပါမယ်လို့ကျွန်တော်မနယ်ကျွန်တော်မခိုင်းတာဘောနော်အာသူ့ကိုပဲအစင်ပြေတာလေးကိုအလားစင်ပြီးပါဆိုတော့ဒီမှာ APP UI အားလုံးနေရာတကြားအလားစင်ပြီးပါဆိုပြီးတော့သူ့ကို UI နဲ့ပတ်သက်တဲ့နေရာတွေကိုအကုန်လုံး setting ကိုပြင်ခိုင်းတယ်ဒါကြောင့်သူ့ဟာလည်းသူ့ auto generate လုပ်ပြီးတော့ပြင်ပေးတာပဲဖြစ်ပါတယ်ဒါ AI ရဲ့အားတချက်ပေါ့နော်အမှားတို့ကကျွန်တော်ကိုပြင်ပေးတယ်ပြင်ပေးလိုက်ပြီးတော့ကျွန်တော်တို့ဒီဒီအပေါ်ကအကွက်ပေါ့ဒီအကွက်ကပထမကသူက ဘယ်လိုပြောမလဲဆိုတော့အောက်မှာဖြစ်နေအောက်မှာဖြစ်နေပြီးတော့ဒါကအပေါ်မှာဖြစ်နေအဲ့ဒါကိုမှကျွန်တော်ကသူ့အပေါ်မှာထားပေးပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်ကြတော့သူကကျွန်တော်အပေါ်မှာပြန်ပြီးတော့ထားပေးပါတယ်ပြီးရင်အယောင်ဝယ်မှတ်တမ်းကို ပြင်နိုင်အောင်လုပ်ပေးပါဆိုပြီးတော့အယောင်ဝယ်မှတ်တမ်းပြင်နိုင်အောင်ဒီနေရာမှာကျွန်တော်ဒါသူကအတစ်ပြန်လုပ်ပေးတယ်ပြင်နိုင်အောင်ဒီအယောင်ဝယ်မှတ်တမ်းဥစ္စာဆိုတာဒါကိုပြောတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်ကဒီပြန်ပြီးတော့ပြင်ဆင်မှုရရအောင်ပထမဒါလေးကခဲတံလေးတွေမပါအောင် မပါတော့အဲဒီမှာကြက်ချီခတ်လေးမပါတော့ကြက်ချီခတ်နေလိုက်လို့နေဒီမှာပြောင်းသွားရတယ်လားအဲအပုံစံမျိုးပေါ့အဲ့တော့အဲ့ဒီမှာသူ့ကိုပြင်နိုင်အောင်လုပ်ပေးပါဆိုတော့သူကခဲတံလေးကျွန်တော်ပြန်ပြီးတော့ထည့်ပေးတယ်ပြင်ဆင်မှုရသွားတယ်ပေါ့ဗျာပြီးတော့ကျွန်တော်ဒီမှာ USDT လက်ကျန်ဖြတ်ရန်အလွတ်ပေါင်းထည့်နိုင်ရန်ပြင်ဆင်ပြင်ဆင်ရအောင်လုပ်ပေးပါပြီးရင်အယောင်းဝယ်မှတ်တမ်းကိုလည်းဖြတ်နိုင်အောင်ဆောင်ရွက်ပေးပါဆိုလို့ပထမတူကဒီကြက်ချီခတ်လေးတွေကနေရင်မပြတ်ဘူး အာကျွန်တော်ကထပ်ထည့်လိုက်တဲ့အချိန်ကျတော့အဲ့ဒါလေးကဖြတ်လို့လည်းရသွားတယ်ပေါ့နော်ပြီးတော့ UI ကိုလည်းဒီထက်ပို့ပြီးတော့မိုက်အောင်လုပ်ပေးပါဆိုပြီးတော့အကုန်ကိုစိတ်ကြိုက်ပြန်ပြီးတော့ခိုင်းသွားတာခိုင်းသွားတဲ့အချိန်မှာသူကကျွန်တော် ခိုင်းတဲ့အရာတွေအကုန်လုံးကိုအာသူပြန်ပြီးတော့ပြင်ဆင်မှုလုပ်ပေးပါတယ်ပြင်ဆင်မှုလုပ်ပေးပြီးတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ငွေထည့်တဲ့ဥစ္စာတွေရဲ့အမောက်တွေရဲ့ရှေ့မှာပေါ့ဒီမှာဆိုရင်ဒီဒီစာမျက်နှာရဲ့ဥစ္စာမှာပထမဒေါ်လာဆိုင်လေးမရှိဘူးအဲ့ဒါလေးကိုဒီမှာကျွန်တော်ကလက်ကျန်ငွေအရှိမှာ လက်ကျန်ငွေ USDT လက်ကျန်ငွေပေါ့နော်ဒီမှာ USDT လက်ကျန်ငွေအရှိမဟာလာစာအရေးတားလေးကိုကျွန်တော်ဒီမှာတစ်ချက်ပြောပြခြင်းပါတယ်ဒီမှာတင်ဤဘယ်လိုပြောမလဲအာ portfolio ပေါ့နော်အာ portfolio ရဲ့တင်ဤ portfolio မှာ USDT လက်ကျန်ငွေအရှိမဟာအာဒီမှာ USDT လက်ကျန်ငွေအရှိမဟာဒေါ်လာဆိုင်လေးထည့်ပေးပါအယောင်းဝယ်မှတ်တမ်းဖြတ်နိုင်ရင်ဆောင်ရွက်ပေးပါအာဒါမျိုးလေးပေါ့နော် ဲ့လိုမျိုးလေးလုံလိုက်တဲ့အခါကျတော့သူကကျွန်တော်ထပ်ပြီးတော့ဒေါ်လာဆိုင်လေးတွေထည့်ပေးပါတယ်ပြီးတော့ဒါသူကပြင်ပေးတယ်ပေါ့ပြီးတော့ကျွန်တော်ဒီမှာဆိုရင်အဲ့တုန်းကတော့ဒီ UI ဘောက်ကကာလာလေးတစ်ခုဖြစ်သွားတယ်အာနောက်ပိုင်းကျွန်တော် update ပြန်လုံလိုက်တဲ့အချိန်မှာသူကကာလာဒီဇိုင်းပြန်ပြီးတော့အလုံးနဲ့စင်တူပြန်ဖြစ်သွားတယ်ပေါ့နော်ပထမတော့ဒီရာရဲ့ box style လေးကတမျိုးလေးပါ ပြီးရင်မတန်အားလုံးဖြတ်မိကိုနေရင်အလုံးမလောက်တာပြင်ပေးပါပထမဒီဟာကိုနှိပ်တဲ့ခါကျရင်သူကမတန်လေးကိုမဖြတ်ဘူးပေါ့နော်အဲ့ဒါဒါကိုနှိပ်လို့စင်မတန်လေးအားလုံးဖြတ်တဲ့စနစ်ကိုအလုံးလုတ်ပေးပါဆိုပြီးတော့ပြောတဲ့ခါကျတော့သူအလုံးလုတ်သွားတယ်ပေါ့နောက်တစ်ခုကကျတော့ဒီထိုင်းမြန်မာငွေလွဲ import data နေရာရဲ့အဲ data တွေကိုအလဲမှာထားပေးပါဆိုပြီးတော့ပထမသူကစာတွေကကျွန်တော်က တဖက် UI မှာခိုင်းနာတော့ဟာကြတော့ပြောရမယ်ဆိုရင်ဒီစာရီကအကုန်လုံးအလေမှာရှိတယ်တိုးပေမဲ့ဒီထဲကိုရောက်လာတဲ့အခါကျတော့စာရီကဘယ်ဘချမ်းနေအကုန်လုံးကတ်လာအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကဒီမှာ input data တွေရဲ့ဥစ္စာတွေကိုပြန်ပြီးတော့ပြင်ခိုင်းတယ်ဒါလေးကိုဒီလိုပြင်ပေးပါဒီလိုလုပ်ပေးပါဆိုပြီးတော့အားနဲ့သူကကျွန်တော်ကိုအချောပြန်ပြီးတော့လုပ်ပေးတယ်ပေါ့နော်ပြီးတော့ UI UI ကို device အားလုံးတုံးနိုင်ရင်တတရက်လေးစီစဉ်ပေးပါဆိုတော့ကျွန်တော်တို့ကအခုလုပ်ထားတာက web application တိုးပေမဲ့ဒါကိုကျွန်တော်ကတကယ်တကယ်အချောလုပ်တဲ့အခါကျလို့စင်ရင် ီဖုန်းတွေဘာတွေကလည်းကျွန်တော်အမှတ်တမ်းတင်တင်ပါပေါ့နော်အဲ့ဒီအတွက်ကြောင့် UI ကို device အားလုံးနဲ့ကိုက်နေအောင်ဆိုပြီးတော့ကျွန်တော်ကခိုင်းလိုက်တာပဲဖြစ်ပါတယ်ဒါတော့ final ပေါ့နော်အခုကျွန်တော်ပြောပြပေးတဲ့ဤစနစ်ကိုမိတ်ဆွေတို့နားလည်မယ်ဆိုရင်ကိုကနဲ့ကိုကျွန်တော်တို့ Gemini ကနေပြီးတော့အာအခုလိုမျိုး web application လေးတွေကိုစိတ်ကြိုက်ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ကိုစိတ်ကြိုက်ပေါ့နော်အများကြီးကျွန်တော်တို့လုပ်လို့ရပါတယ် ဒီတော့အခုကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာလေးကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ကုတ်ပေးမယ်ဆိုရင်လည်းကျွန်တော်ဒီမှာ copy ကူးပြီးတော့ပေးလိုက်ရုံပါပဲဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးပေးလိုက်မယ်ဆိုရင်မိတ်ဆွေတို့အတွက်ဒီတိုင်း copy ကူးပြီးပြန်သုံးရမယ့်အတူတူဘာမှမထူဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်က knowledge တခါတည်းပေးလိုက်ရခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဲကျွန်တော်ထပ်ပြီးတော့ပြောပြချင်တာကကျွန်တော်က web developer ပါလဲမဟုတ်ဘူးကုတ်တင်ရေးတမလည်းမဟုတ်ပါဘူးအားလုံးတော့ respect ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီလက်ရှိလုပ်ခဲ့တဲ့ဥစ္စာလေးတွေနောက် ီ AI နဲ့အမြဲထိတွေ့တဲ့ခါကြလို့ဆိုရင်ကျွန်တော်တို့အာ AI ကိုကောင်းကောင်းအတုံးချပြီးတော့လက်ရှိကိုတက်ကြွနေတဲ့အရာတွေကိုရဲ့အတွေးလေးတွေနဲ့ပေါင်းဆက်ပြီးတော့အခုလိုမျိုးအများကြီးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်။ဒီလောက်ပါပဲ။အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။